11 WTV ပရိသတ်ကြီးအားလုံးမင်္ဂလာပါဒီနေ့ exclusive interview season မှာတွေ့ဆုံမင်းမြတ်မှုဖိတ်ခေါ်ထားတော့ဆရာရှင့်နေဥပင်စော်မရန်ကုန်ပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါဆရာမင်္ဂလာပါဗျာဟုတ်ဆရာကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ပိုင်းမှာပေါ့နော်ဒီရန်ကုန်တို့ကျွန်တော်တို့လက်ဗရန်တို့မှာဒီဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ဒီဖြုတ်ခွဲတဲ့နေရာမှာဒီအကြမ်းဖက်ဖြုတ်ခွဲရဲဆိုပြီးတော့ဒီဝေဖန်မှုတွေကအများကြီးရှိနေတယ်ပေါ့နော်ဒီကျွန်တော်တို့အခုရန်ကုန်မှာဖြစ်ခဲ့တဲ့ဒီမြို့တော်ခမ်းမရှိမှာဖြစ်ခဲ့တဲ့ကိစ္စမှာဆိုရင်လည်းကျွန်တော်တို့ဒီ ဒီသက်ဆိုင်အာဏာပိုင်တွေကဒီဥပဒေအရာပေါ့နော်ဒီပြည်မှုဆိုင်ကျင့်သုံးဥပဒေ1.1 1.8ရကျင့်သုံးပြီးတော့လုံဆောင်လေလို့ပြောပေမဲ့ဘဝမှုတွေလည်းရှိနေပေါ့အဲ့တော့ဒီပြည်မှုဆိုင်ကျင့်သုံးဥပဒေ129 128ကဘလို့ဥပဒေမျိုးလဲဘလို့သုံးဆွဲရလဲဆိုတာလဲပြမအောင်ရှင်းပြပေးပါဦးပြည်မှုဆိုင်ဥပဒေပုံမှန်129 128 129ဆိုတာဟုတ်ကဲ့တစ်ဆက်ပြပါမယ်ဟုတ်ကဲ့သူတို့ကတော့ဥပဒေနဲ့မညီတဲ့ လူစုလူဝေးဟုတ်ကဲ့ unlawful assembly လို့ခေါ်ပါတယ်ဟုတ်ကဲ့ဥပဒေကို1898ခုနှစ်ဇူလိုင်လတရနေ့မှာပြဋ္ဌာန်းခဲ့တာကိုလွတ်လိုက်မရမီတဲ့ကပြဋ္ဌာန်းခဲ့ပါပဲပေါ့နော်အဲဒီနေ့ထိရှင်းသုံးနေတယ်ဟုတ်ကဲ့အဲဥပဒေဆိုတာတော့နောက်ထပ်မပြင်သေး၍ဒါတည်ဆဲဥပဒေလို့ခေါ်တယ်တည်ဆဲဥပဒေကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလူတိုင်းကလင်းစားလိုက်နာဖို့ တောင်းလို့ရှိပါတယ်ဟုတ်ကဲ့အဲ့တော့ပုံမှန်တန်29နဲ့ပတ်သက်ပြီးရှင်းပြရရင်9ဦး9ဦးတဲ့ပို့တဲ့လူစုလူဝေးအဲ့လူစုလူဝေးကတစုံတယောက်ကိုသူမရဲရအေဂျင့်သားရရေးကိုထိခိုက်ပြီးချေရောက်မှုပြုမယ်အဲ့လူစုလူဝေးကတားဆီးမဲ့ဖွဲ့စည်းကိုခုခံမှုပြုမယ်ဒါမျိုးတွေပြုလုပ်လာမယ်ဆိုရင် ဘယ်ရာဇုတရားသူကြီးပဲဖြစ်ဖြစ်သူရဲ့အုပ်ဆင်းနဲ့မနှိမ့်နဲ့စကမ်းမှုရဲ့အုပ်ထက်ပေါ့ဟုတ်အားလုံးကဒါဖြိုလူစုလူဝေးဖြိုခွဲဖို့ဆောင်ရွက်နိုင်ွင့်ရှိတယ်အဲ့ဒီလူစုလူဝေးကလည်းဖယ်ရှားပေးဖို့တာဝန်ရှိတယ်ဒါ29ခုနှစ်ဟုတ်28ကြာတော့အဲ့ဒီလိုဖြိုခွဲတဲ့ဖယ်ရှားဖို့ဆောင်ရွက်တယ်လူစုလူဝေးကမဖယ်ဘူးဟုတ်ကဲ့ ိုဆန့်ကျင်မဲ့ခုခံမဲ့ရံပြုမဲ့တိုက်ခိုက်မဲ့ဒီလိုသဘော လက္ခဏာတွေရလာလို့ရှိရင်လက်နက်ကင်မဟုတ်တဲ့လက်နက်မပါရောက်လက်နက်ကင်မဟုတ်တဲ့မြေသိအမျိုးသားကိုမစိုးအကူအညီရယူပိုင်ခွင့်ရှိတယ်လို့ဥပဒေပြဋ္ဌာန်းတယ်129မှာဆိုရင်အဲ့ဒီလိုဖြိုခွင်းပါလေရဲ့ဘယ်လိုမှမဖြိုခွင်းဘူးဆိုရင် တက်မတော်စစ်အင်အားနဲ့အသုံးပြုဖြိုခွင်းနိုင်ဒါဥပဒေပြဋ္ဌာန်းချက်ပါဒီဥပဒေကိုကိုလိုဒီခေတ်ကဥပဒေလို့ဆိုပေမဲ့ဒီနေ့ဒီပြင်ဆင်တာပဲဖြစ်တာမရှိတဲ့အတွက်ဒီဥပဒေကဒီနေ့ဒီအတီးပါပဲဟုတ်ကဲ့ဆရာအော်ဆရာဟုတ်ကရှင်းပြသွားတဲ့မှာလည်းပါတယ်ဒီဟိုဥပဒေလို့ထုတ်လို့လေးရဒီဟိုနာပြောလို့လူစုလူပွဲပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့ ခုနပြောလို့သတင်းမီဒီယာမှာလည်းတွေ့ရတယ်ကျွန်တော်တို့ဒီရိုးတန်ဖိုင်လေးပေါ့နော်ဒီမြို့တော်ခမရှိမှာဖြစ်ပျက်ခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ဒီမှာခုနဒီစန္ဒာပြပြီးတော့ထုတ်ဖော်နေတဲ့ဒီចောင်းသားတပိတ်ကိုထောက်ခံကြောင်းပေါ့နော်ဒီလိုထုတ်ပေါ်ပြီးတော့စန္ဒာပြနေတဲ့နေရာမှာသူတို့ကသူတို့ဘက်ကပြောတာကတော့ဒီလိုပေါ့ငြင်းငြမ်းစန္ဒာထုတ်ပေါ်တယ်အတူတူကိုမှခုနပြောလို့လက်လက်ကန်ဆောင်ခြင်းမရှိဘူးအဲသူကသူတို့အေဂျင့်ကစန္ဒာထုတ်ပေါ်တယ်အဲဒါပေမဲ့ဒီဟာကို ကျွန်တော်ဆရာကရှေ့မှာပြောလို့ဒီအရက်သားတွေပေါ့နော်ဒါအနီအောင်လက်ပတ်ဝတ်ထားတဲ့တာဝန်ဆိုပြီးတော့လက်ပတ်ဝတ်ထားတဲ့သူတွေရနေပြီးတော့စတင်ပြီးတော့ဒီခုနပြောလို့တွန်းထိုးတာတွေရိုက်နှက်တာတွေဟလာဖန်းစည်းတာတွေလက်တင်အထူကကျွန်တော်တို့ဒါတွေကသတင်းတပ်ပုံတွေမှာလဲကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါတွေကကြတော့ဘလို့ဥပဒေလုံထုံးလုံနေရအောင်မှန်ကန်ပါလားဆရာအဲ့တော့နှစ်ပိုင်းရှိတပတ်ကဖြိုခွင်းတဲ့အပိုင်းနဲ့တပတ်ကဆန္ဒဖော်ထုတ်တဲ့အပိုင်းဟုတ်ကဲ့ဥပဒေမှာစုံရိုးတစ်ခုရှိတယ် ဥရေအကာခွယ်လူရှင်တဲ့သူဟာဖြူစင်တဲ့လက်တနည်းအားဖြင့်အပြစ်ကင်းတဲ့လက်နဲ့တောက်ခံရအဲ့ဒီဆန္ဒထုတ်ပေါ်တဲ့သူများကတောက်ဆိုင်ရမှာတရားဝင်ခွင့်ပြုချက်တောင်းပြီးပြီလားတရားစကြည့်ရသူတော့ဥရေမဲ့ဆောင်ရွက်တာလို့သိရဘယ်သူရဲ့ခွင့်ပြုချက်မှမယူဒါသူတို့ရဲ့မှားယူမှုအချက်နောက်ဒီဘက်ပိုင်းကြတော့ ဥပဒေမှာပြဋ္ဌာန်းတာကဒီလူစုလူဝေးပြိုကွဲသွားဖို့အမျိုးသားတွေကိုအကူအညီတောင်းဆောင်ရွက်လို့ပဲပြောတယ်ခုနလိုရိုက်တာနှက်တာလုပ်ပိုင်ခွင့်မရှိဘူးလက်သေးနဲ့ထိုးတာလုပ်ပိုင်ခွင့်မရှိဘူးဥပဒေမှာက any person ဘယ်သူပဲဖြစ်ဖြစ်တစုံတစ်ယောက်ကို နာကျင်စေမှုပြုရင်ဒါပြစ်မှုကျူးလွန်တာဟုတ်ကဲ့နောက်ဓမ္မုံတွေမှာတွေ့ရတဲ့အမျိုးသမီးတွေကိုအမျိုးသားတွေဟာ ဖန်စီချုံတော့ခေါ်သွားတာတွေ့ရဟုတ်ကဲ့ဒါဥတီချိုးပေါက်တာဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ပြစ်မှုကျွန်းလုံးနဲ့ကရကံအမျိုးသမီးကိုတော့ဟုတ်ကဲ့ဖန်စီတာရှားဖွေတာအမျိုးသားရဲကဆောင်ရွက်ခွင့်မရှိဟုတ်ကဲ့အမျိုးသမီးရဲကကအမျိုးသမီးချင်းချင်းဆောင်ရွက်ရဟုတ်ကဲ့အဲ့လိုဆောင်ရွက်တဲ့နေရာမှာလည်းရှားဖွေခြင်းခံရသူမဖွေမရမလုပ်ရဟုတ်ကဲ့အဥပဒေရှိပြီးသားဟုတ်ကဲ့ကိုလိုအမျိုးသားတွေ ဖမ်းတော့ဒီပြည်မှုဆိုင်ဦးတွေပုံမှန်354ဟုတ်ကဲ့ဆရာကိုင်းနေပြည့်အောင်ပြုလာနေအတူတူပဲဟုတ်ကဲ့တပတ်ကဘလို့ပဲချိုးပေါက်ချိုးပေါက်ဥပမာအဖြစ်ကားလမ်းပေါ်မှာကားမောင်းနေကြဟုတ်ကဲ့ဒီဘက်ကအတော်လမ်းစမ်းညင်မဲ့ရင်ကျော်ဟုတ်စမ်းညင်မဲ့ရင်ကျော်ကကားကအတော်လမ်းဘက်ကိုမှားပြီးဝင်လာဟုတ်ကဲ့ဆရာငါတို့မှန်တယ်ကွာဆိုပြီးဝင်တိုက်ခွင့်မရှိဟုတ်ကဲ့အဲ့ဒီလိုပဲအခုဒီလူစုလူဝေးမှာသူတို့မှားတယ် မမဘူးလို့မဆိုဟုတ်မှားရင်လည်းဥရင်နဲ့အညီပဲဆောင်ရွက်တဲ့ဟုတ်ကဲ့ခုနလိုနိုင်တဲ့စီနီးရိုက်ပုတ်ထိုးချိတ်ဒါတွေဟာဥရင်ချိုးပေါက်ခြင်းပဲဖြစ်ပါဟုတ်ကဲ့ဆရာအဲ့တော့ဒီကျွန်တော်တို့သတင်းတပ်ပုံတွေမှာဒီသတင်းတွေမှာလည်းကျွန်တော်တွေ့ရတယ်ဒီအရက်သားတွေပေါ့နော်ဒါတို့ပြောသလိုဥပဒေနဲ့အညီခေါ်ဆောင်ပြီးတော့ဒါသုံးဆွဲတယ်ပေါ့ဒါပေမဲ့ဒီအရက်သားတွေဒီမှာလည်းကျွန်တော်တို့အရွယ်မရောက်သေးတဲ့ဒီကလေးတွေပေါ့နော်ဒါတွေကလည်းပါနေတယ်ဆရာ အဲ့တော့ဒီအရက်သားတွေကိုတို့ဒီခေါ်ယူသုံးဆွဲတဲ့နေရာမှာရောတို့ဒီဥပဒေရောဘယ်လိုလုပ်ထုတ်လုပ်ဒီနဲ့ခေါ်ရတာလဲဒီအရွယ်မရောက်သေးတဲ့ကလေးတွေရောခေါ်ခွင့်ရှိသလားဆရာအဲ့ဒီလိုဆော်ဖီရဲနေရာမှာတော့လုပ်ထုတ်လုပ်ပြီးတတ်မှတ်တာ မရှိပါဘူးဒေသန္တရအမင်းကအကားလေးရောဆိုတာအချိန်နည်းနဲ့အချိန်ခါလွယ်လွယ်သလိုအသုံးပြုတယ်တို့လူငယ်တွေခေါ်လာတာကတော့ဒီဆန္ဒထုတ်ဖို့တဲ့အထက်မှာကလေးတွေပါရင်ကလေးကလေးချင်းထိမ့်သိမ့်မှု အမျိုးသမီးဆိုရင်အမျိုးသမီးချင်းပဲထင်သိရအခုအမျိုးသမီးမတွေ့ရအမျိုးသားတွေကဖမ်းဆီးတာတွေ့ရဒါမှမဟုတ်ဒီလိုခေါ်ယူတာတော့ဘသူဖြစ်ဖြစ်ခေါ်ယူလို့ရပါတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဟိုလုပ်ငန်းဆောင်ရွက်ရပါလိုအပ်လို့ရှိမိသူကိုမဆိုးအခုညီတောင်းကန်ပိုင်ခွင့်ရှိပါတယ်ဒါကဥပဒေပြဋ္ဌာန်းပြီးသားရှာဖွေတဲ့နေရဆောင်ရွက်တဲ့နေရလိုရင်လိုသလို့ အကူအညီတောင်းလို့ရပါတယ်။ဒါပေမဲ့ခုနပြောသလိုရိုက်တာနဲ့တာထိုးတာကြိတ်တာအဲ့ဒါမျိုးတော့မလုပ်ပါဘူး။နောက်ဒီလိုခေါ်မယ်ဆိုရင်လည်းအစကလေးကဘယ်လိုမှဆောင်ရွက်မယ်။မင်းတို့တွေကဘယ်လိုဘယ်လိုဆောင်ရွက်ရ။အဲ့ဒီလိုတစ်ဖက်နဲ့တစ်ဖက်ဟိုတင် जा ပြတာလမ်းညွန်ပြီးမှခေါ်တဲ့ဘုံမသိဘာမသိခေါ်လာ။ဒီကလေးကလည်းဘာလို့မှမသိတော့ သူစိတ်ထဲထင်တာလောက်တယ်ဟုတ်ကဲ့ဒါတွေဟာဥပဒေကြော်လွန်ရရောက်ပါအဲနောက်တစ်ခုအောင်ဆရာဒီလိုပါအဲ့ဒီနေရာကျွန်တော်တို့မျိုးတော်ခမရှိဖြုတ်ခွဲပြီးတော့ဒီဖန်းစည်းခံရတဲ့လူတွေပေါ့နော်သူတို့ကနေပြီးတော့သတင်းစာရှင်းလင်းပွဲတွေကနောက်နေ့ကျတော့လုတ်ပါရဲ့ဆရာသူတို့ပြန်လုတ်ပေးပြီးတဲ့အချိန်မှာအဲ့မှာသူတို့ကဘာပြောပါလဲဆိုတော့သူတို့ကိုဒီဟိုနပြောလို့ပေါ့နော်အစုဝေးနဲ့ဆန္ဒပြနေတဲ့အချိန်မှာဒီသက်ဆိုင်ရာနေပြီးတော့ဒီလူစုခွဲဖို့ဟိုနပြောလို့မိုက်နဲ့ကြောင်းကြားရပေါ့နော်ချိန်ညာရပေါ့ အဲ့လိုကြီးညာအချိန်မှာသူတို့ကဘယ်လိုကြီးညာလဲဆိုတော့ဒီမိနစ်30အတွင်းเนาะလူစုခွဲဖို့ဆိုပြီးတော့ဒီလိုမျိုးကြီးညာတယ်အဲသူတို့ကလည်းအဲ့လိုမိနစ်30နဲ့ကြီးညာပြီးရနောက်ပိုင်းမှာဆက်ပြီးတော့သူတို့ကခုနပြောလို့ထုတ်ဖို့ပြောဆိုမှုတွေဟောပြောမှုတွေလုပ်နေတယ်အဲဒါပေမဲ့လည်းခုနဒီလိုမိနစ်30သူတို့အပြောရပါတော့ဒီမိနစ်30မပြည့်ခင်မိနစ်20လောက်မှာပဲဒီခုနပြောလို့အရက်ဝတ်တရားဝင်ရောက်ပြီးတော့အတဲအာရမပါတော့သူတို့ဖန်စီလှုပ်ဆောင်တယ်လို့ပြောတယ်ဒီလိုမျိုးအဲ့လို ကြော်ညာပြီးတော့ဗောနော်ကြော်ညာတဲ့အချိန်မပြည့်ခင်မှာဟောလူစုခွဲတာဆောင်းမယ်ဆိုရင်တကယ်လို့ဖြစ်ခဲ့ရဆိုရင်ဒါရောဥပဒေနဲ့ညီသလားဆိုတာလဲဆွေးနွေးပြပါဦးစီသူလူစုခွဲဖို့အချိန်သတ်မှတ်ပေးရပါတယ်ဟုတ်ကဲ့အဲ့ဒီသတ်မှတ်ပေးတဲ့အချိန်ကိုအောင်စောင့်ဆိုင်ပေးဖို့တဲ့ရဲတပ်ဖွဲ့မှာတာဝန်ရှိပါတယ်ဟုတ်ကဲ့အဲ့လိုသတ်မှတ်တဲ့အချိန်ကြုံလွန်လာပြီဆိုမှရေးယူဆောင်ရွက်တယ်ဥကသတ်မှတ်တဲ့အချိန်မကြော်သေးဘူးအရွက်တရားဝင်ပြီးတော့ လုံလာထွေးလာထိုးချိတ်တယ်ဒါဥရင်နဲ့မညီပါဟုတ်ကဲ့ဆရာနောက်ပြီးတော့ကျွန်တော်တို့အဲ့မှာထပ်တွေ့ရတာပေါ့နော်အဲ့လိုမျိုးကနရဲဝတ်တွေကနေပြီးတော့ဝင်ရောက်ပြီးဖြိုခွဲတယ်အဲဖြိုခွဲပြီးတော့ခဏပြောလို့သပင်းနေစောင့်ဆွဲဒါမျိုးတွေပေါ့နော်ကျွန်တော်တို့ဒါမျိုးတွေတွေ့ရတယ်အဲ့အပြင်အဲတိတ်မကြခင်မှာပဲရဲတပ်ဖွဲ့ကလည်းဝင်ပြီးတော့ဒီနမတုတ်တင်နဲ့ဝင်ရောက်ရိုက်နှက်တာတွေတွေ့ရတယ်။ဒါတွေကရောဒီလိုဒီလိုဖြုတ်ခွဲမှုလမ်းစဉ်တွေမှာဒါရောလုံထုံးလုံဒီနေနဲ့ညှိပါလားဆရာ။အဲဒီလိုရိုက်နှက်ဖို့တော့ဥပဒေက ွင့်မပေးပါဘူး။ဟိုလုံခဲ့တဲ့နောက်ပိုင်းမှာကြားပါလေ။မော်တော်ဆိုင်ကယ်ကြီးဟုတ်ကဲ့။ဝိသောက်ဆိုင်ကယ်ဟုတ်ကဲ့။ကလမုံမှာစီးတယ်။ရဲတွေကရှေ့ဒုံနဲ့ထိုးခတ်တယ်။ဆိုင်ကယ်မောက်အောင်လုပ်တယ်။ဟုတ်ကဲ့။အဲ့လိုလုပ်ပြီးတော့မှဖမ်းတယ်လို့ကြားမှုပါလေ။ဟုတ်ကဲ့။အဲ့လိုလည်းပြောမှုပါလေ။ဒီလိုမလုံးရပါဘူး။ဟုတ်ကဲ့။အခြားနေလန်းကိုရွေးချယ်ပြီးအသုံးပြုရမှာဖြစ်တယ်။ဒီလိုကိုတွေးလိုက်ရောက်ကျိုးလို့စော်ကားတာမျိုးဥပဒေကခွင့်မပေး အဲကမှခွင့်ပေးမိမိကိုရံပြူလိုက်တိုက်ခိုက်လိုက်အဲ့ဒီအခါမှာကိုတီးလက်ရောက်ပြူလိုက်ကာကွယ်ခုခံပိုင်ခွင့်အရာပြန်ပြီးဆောင်ရွက်လို့ရတယ်ဒီလို intention ပေါ့ရည်ရွယ်ချက်ရှိရှိနဲ့ရိုက်ဖို့နဲ့ဖို့တော့ဥပဒေကခွင့်မပေးပါဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်တို့ဒီရက်ပိုင်းမှာပြဿနာတွေကလည်းနည်းနည်းဆက်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒီ match လ9ရက်နေ့မှာဒီကျွန်တော်တို့မြို့တော်ခမ်းမရှိမှာဖြစ်တယ်ပေါ့ အဲပြီးတော့မနေ့ကပေါ့နော်မလ10ရက်နေ့ကဒီကျွန်တော်တို့လက်ဗရန်မှာရှိတဲ့ပြမကျောင်းသားတပိတ် ပေါ့အဲဒါကိုလည်းထပ်မံပြီးတော့ဖြိုခွဲခံရတယ်ပေါ့နော်အဲဒီမှာအဲတစ်ဖက်တစ်ဖက်ပြောတာတွေပေါ့ရှိတယ်ပေါ့နော်အဲဒီရတဘဝင်တွေအတားစီးတွေကိုဒီတပိတ်မောက်သူတွေကဒါဖယ်ရှားတယ်အဲဒါကြောင့်မို့လို့အဲသူတို့ကနေပြီးတော့ဖြိုခွဲရတယ်ဆိုပြီးဒါမျိုးပြောတာရှိပါတယ်အဲဒါပေမဲ့ကျွန်တော်သိကျင်တာကအဲ့မှာကျွန်တော်တို့ဒီသတင်းတပုံတွေရုပ်တံဖိုင်တွေကျွန်တော်တွေ့ရပါတယ်ဒီရတဘဝင်တွေကနေပြီးတော့ဒီဖမ်းဆီးတဲ့အခါမှာ ဥမာခုနလူတယောက်တည်းကို6ယောက်9ယောက်ကဒါဝိုင်းရိုက်နေတဲ့ပုံလေးတပုံလေးဟလာနောက်ပြီးတော့ကျွန်တော်တို့ဒီဟလာနိုင်ရေးကူညီမှုအတင်းဒါကားပေါ့နော်သူနာဘူးတင်လို့ကားမျိုးတွေအဲနောက်ပြီးတော့တပိမောက်ကျန်းသားတွေရဲ့ဒါကားတွေသူ့အောင်ရက်ထားတဲ့ကားတွေပေါ့နော်အကားမှန်တွေရိုက်ခွဲတာတို့ဒီကားတကားတွေကိုဖျက်ဆီးတာတို့အကုန်လုံးဒါမျိုးတွေကိုဒီတပ်ဖွဲ့ကိုရဲတပ်ဖွဲ့ကနေဆောင်ရွက်တာတွေလည်းတွေ့ရတယ်ခင်ဗျာဒါတွေရောလုံထုံးလုံနီးနေရဆိုရင်ဘလို့သဘောတက်ရောက်လဲဆိုတာလဲဆွေးနွေးပေါ့တွေ့ရပါတယ်ဒီ ရုပ်တံဖိုင်ရောဓာတ်ပုံရောကျွန်တော်လဲတွေ့ပါတယ်ကျွန်တော်စိတ်မကောင်းဖြစ်ပါတယ်ဟုတ်ကဲ့ရက်ဘွဲကလူတယောက်ကိုဖမ်းမိရင်းက6ရုပ်ကနံပါတ်တုံးနဲ့ဝိုင်းရိုက်နေတဲ့ပုံနေဟုတ်ကဲ့ဒါရီဟာဟိုနိုင်ငံအတွက်အကြီးတန်းအယုတ်ဆိုးတဲ့လောက်ရက်တည်းဟုတ်ကဲ့ရက်ဘွဲမှာဒီလိုလုတ်ပိုင်ဝင်မရှိပါဘူးနောက်ရက်ထားတဲ့လူနာတင်ကားတွေနောက်နိုင်ငံကူညီမှုအသင်းကားတွေ ဆန္ဒပြကလေးတွေရဲ့ကားတွေလိုက်ပြီးတော့နံပါတ်တုံးနဲ့ရိုက်တာကျွန်တော်လည်းတွေ့ပါတပုံတွေ့ရတဲ့အခါကျတော့ဓာရီဟာအကျိုးဖြစ်စီမှုဟုတ်ကဲ့အကျိုးဖြစ်စီတယ်ဆိုရင်အဲ့ဒီကျူးလွန်နေသူဟာပြမှုဆိုင်ဥပဒေပုံမှန်420ခေါ်ကျူးလွန်ဟာရောက်တယ်အဲ့ဒီကျူးလွန်နေသူကိုတရားမှကြောင်းရပြမှုကြောင်းရအရေးယူဆောင်ရွက်လို့ရပါတယ်ဓာရီဟာမလုပ်တင်ကျွတ်မနိုင်လို့ 鸡米那少，所以讲的话，米锅就少。哎，比如老乡，人家也上面呐，几点就熟了。现在我的老老的啊，老我们农村嘛，啊，熬粥啊，比如煮什么个？OK。啊，这熬粥都是按农历，咱 <Okay. S 2> 们习惯。OK、這個。咱们有的比如看到过，天天在熬，也有备过绿豆粥，那我们咱们有的嘛，比如备过天茶粥啊，咱们这里备过萝卜。 ဟုတ်ကဲ့ဆရာအဲနောက်တစ်ချက်ကကျွန်တော်သိချင်တာကအဲ့ဒီဒီ LeBron မှာပဲပေါ့နော်အဲဒီလိုမျိုးဆန္ဒဖြုတ်ဒီဆန္ဒပြသူတွေကိုဖြုတ်ခွဲတဲ့အချိန်မှာပဲကျွန်တော်တို့ဒီအဲ့မှာသတင်းတွားရောက်ယူနေတဲ့ဒီသတင်းမီဒီယာတွေကိုလည်းရှိပါတယ်ဒီသတင်းမီဒီယာတွေကိုလည်းဒီရတပ်ပုံပုံနေရနေပြီးတော့လိုက်နှက်မယ်ဆိုပြီးချိန်ချောက်တာတွေအဲနောက်ပြီးတော့လိုက်လံပြီးတော့ရိုက်နှက်တာတွေရှိတယ်ဆိုပြီးသတင်းတွေလည်းကျွန်တော်တို့ကြားရပါတယ်ဒါဒီမှာရောက်ရှိနေတဲ့သတင်းတောက်တွေကကျွန်တော်တို့ပြောတာပါ။နောက်ပြီးတော့လေဒီသတင်းတောက်တွေဆန်လာပါဖြစ်ပြီးတော့ ရှောင်းတင်းပြီးတော့ဒီတဲဟုတ်ကန်ဒီမှာနေတဲ့ခါမှာလဲတယ်လီဖုန်းနေနဲ့ဆက်တယ်လို့ပြောပါရဲ့ဆရာဒီမှာသတင်းတောက်တွေတဲခုနေသလားအဲဒါမျိုးတွေဟိုပြောဆိုမှုတွေချင်းချောက်မှုတွေရှိတယ်လို့သိရပါရဲ့ဆရာဒါတွေကရောကျွန်တော်တို့ဘလို့ဥပဒေတွေနဲ့ဆိုရင်လိုက်လို့ညှိထွေမှုမရှိဘူးလဲဆိုတာလည်းဆွေးနွေးပြပါအောင်ဆရာလက်ရှိတည်ဆဲဥပဒေတခုရှိပါတယ်သတင်းမီဒီယာဥပဒေဟုတ်ကဲ့မကြသေးမီကထုတ်ပြန်ပြဋ္ဌာန်းပြီးပြီအဲ့ဒီဥပဒေပုံမှန်ခုနှစ်အဲ့ဒီခုနှစ်မှဆိုရင် ်တရင်မီဒီယာသမားတွေတရင်ရယူတဲ့အခါမှာသူတို့တရင်ရယူတဲ့ကင်မရာစာရောက်စာရန်ဓာတ်ပုံပစ္စည်းကရိယာသိသိချင်းမပြုတ်ဟုတ်ကဲ့တရင်မီဒီယာသမားကိုဖမ်းဆီးချင်းမပြုတ်ဟုတ်ကဲ့ဒါအတိလင်းပြတ်ထန်းတာဟုတ်ကဲ့အဲ့ဒီအပြင်အပိုင်းနှစ်မှာဆိုရင်လိုအပ်လို့ရှိတရင်မီဒီယာသမားကအဲ့မှာကြာနေတဲ့လုံခြုံရေးကိုဟုတ်ကဲ့အခုညီတောင်းခံရင်အဲ့လုံခြုံရေးက သတင်းမီဒီယာသမားကိုကာကွယ်ပေးဖို့တောင်းဖို့ရှိပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနလိုသတင်းမီဒီယာသမားတွေကိုရင်းယူဆောင်ရွက်ပုံဟာဥပဒေကိုဖောက်ပြက်ဆောင်ရွက်ရရောက်ပါနောက်တစ်ပိုင်းဒီနေရာမှာပြင်ပြလိုတာတော့သတင်းမီဒီယာသမားများကလည်းကိုယ်ဟာသတင်းတော့ဖြစ်ကြောင်းလောတဲ့အမကလဲဆွဲဒါကူတော့တက်စင်နာတို့ဝိစင်နာတို့လုပ်တဲ့ ီဘက်ကလည်းသတင်းမီဒီယာသမားပြင့်ဝင့်နေညီသတင်းမှသာလုပ်ပါသက်သက်လုံရွေးနဲ့ဆက်သွဲပါလိုရင်အခုညီတောင်းပါလုပ်တင်ပါဒီဘက်ကလည်းသတင်းမီဒီယာသမားကိုခုနလိုဖမ်းဖို့စီးဖို့မလုပ်ရလုပ်ခွင့်လည်းမရှိဘူးလုပ်ဖို့ဥပဒေအရခွင့်မပေးဘူးဒါကြောင့်မလို့အခုလိုသတင်းမီဒီယာသမားတွေလိုက်လံဖမ်းဆီးချင်းကြောက်ပြုလုပ်ချင်းဟာဥပဒေကိုဖောက်ပြက်ကျူးလွန်ရောက်ပါ အဲ့လိုဥပဒေကိုမလေးလားမသိရှိသိရင်လည်းမျက်ကွယ်ပြုအဲ့လိုဖန်ဆီးတဲ့ရဲတပ်ဖွဲ့ဝင်ပြုလုပ်သူအားလုံးကိုထိထိရောက်ရောက်အေးအေးယူသင့်ပါအဲ့လိုမှမဟုတ်ရင်ယူနီဘောင်းဝတ်တဲ့လူတိုင်းကိုကျွန်တော်တို့တွေကကြောက်နေရမှာဖြစ်တယ်အကြောက်တရားနဲ့အုပ်ချုပ်လို့မရပါဥပဒေနဲ့အုပ်ချုပ်မယ်ဆိုရင်ဒီမိုကရေစီနိုင်ငံထူထောင်လို့ရနိုင်ဥပဒေကိုဘေးဖယ်ပြီးအာဏာနဲ့လုပ်လို့ရတော့ဘယ်တော့မှမအောင်မြင်နိုင်ဘူး ဟုတ်ကဲ့ဆရာအဲ့တော့ဒီမှာရှေ့မှာဒီပြဿနာတွေကလည်းဖြစ်ခဲ့တာတွေအများကြီးရှေ့ပေါ့နော်ဆရာအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့နော်အဲ့တော့ဒီလိုမျိုးရတက်ဘွက်ဝင်နေရဲ့လူနီးကင်ဒီတွေမှားယွင်းတာတွေကဒီနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ့နော်အဲ့ဒါရောဘယ်လောက်ဒီတက်ရောက်နိုင်မလဲဆိုတာကိုနောက်ဆုံးအနေနဲ့ဆွေးနွေးပေးပါဆရာအခုချိန်ကအရေးကြီးတဲ့ချိန်ကာလရောက်နေဒါကြောင့်လေနံပါတ်1ကျောင်းသားတွေ စာမေးပွဲဖြေဆိုကြမယ်အချိန်နံပါတ်2ပြည်လုံးကျွတ်စန္ဒခံယူပွဲကျင်းပဖို့ဒီကတ်နေတဲ့အချိန်တတိယလိုမြန်မာနိုင်ငံအတွက်သမိုင်းတခင်မှာအလွန်အရေးကြီးတဲ့2015ရွေးကောက်ပွဲဒီရွေးကောက်ပွဲကျင်းပနိုင်မှုဆိုတာနိုင်ငံရေးကြီးညိမ်မှုအရေးကြီးရရအေးဂျင်တာရမှုရှိဖို့လို့ဒါမှလွတ်လပ်ပြီး တရားမြတ်တဲ့ရွေးကောက်ပွဲဖြစ်မှာအဲ့လိုဖြစ်ဖို့အတွက်အခုကလေးကတည်ငြိမ်အေးချမ်းမှုလိုပါတယ်အဲ့လိုတည်ငြိမ်အေးချမ်းမှုကိုလူတွေကိုအကြောက်တရားနဲ့အုပ်ချုပ်နေတာတဲ့အသည့်တရားနဲ့အုပ်ချုပ်ဖို့လိုပါတယ်ငါတို့ဥပဒေပြဋ္ဌာန်းပြီးပြီးပြီဒီဥပဒေတိုင်းကျင့်သုံးမယ်ကွာဒီလိုပြောလို့မရထောက်ပြန်ပြဋ္ဌာန်းတဲ့ဥပဒေကိုပြည်သူတွေက လင်းစားလိုက်နာကြိုက်ကြိုက်မကြိုက်ကြိုက်လင်းစားလိုက်နာဖို့တောင်းဝန်ရှိတယ်ပြည်သူတွေတာမကအောက်ချင်မအထက်ကြီးအားလုံးဒီဒီဥပဒေကိုလင်းစားလိုက်နာဖို့လို့တယ်ခေါင်းကမိုးမလို့ရင်တဆက်ချောင်းကဘယ်လိုမှမလုံနိုင်ဒါကြောင့်ဥပဒေထုတ်ပြန်ပြဋ္ဌာန်းပြီးတောင်းဝန်ရှိသူဟုတ်အမြင့်ဆုံးသမရကနေစင်ငယ်စင်ငယ်ဟုတ်အောက်ချေတိအားလုံးလေးစားလိုက်နာတတ်တဲ့ အလေးချက်ရှိဖို့လိုပါဒိတ်ချက်နေ့ချက်ဥဒေထုံးပြန်ပြန်ထမ်းပြီးဒီမှုတွေကိုပြည်သူတွေသိဖို့အသိပညာပေးဖို့လိုထုံးပြန်ပြန်ထမ်းပြီးပြီးရောဆိုရင်အဲ့ဒီဥပဒေဟာစာအုပ်ထဲမှာအိတ်နေပြီဥပဒေဟာထက်မြက်မှုလည်းမရှိဘူးအဲ့တော့ဥပဒေနဲ့ညီကျင့်သုံးပေမဲ့ဥပဒေနားမလည်တဲ့ပြည်သူတွေကဒါဟာငါတို့မတရားလုပ်တာပဲလို့ညင်းသွားအဲ့လိုမြင်တာဒီ ဥပဒေအသိပညာပေးမှုအားနည်းလို့ဒါမှမဟုတ်အခုလိုဖြုတ်ခွဲခြင်းသည်နိုင်ငံစာမျက်နှာအကြီးတန်းအယုတ်ဆိုးပါလေဥပဒေကိုဖောက်ပြတ်တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုချိရောက်စွာအရေးယူသင့်ပါဥပဒေကိုဖောက်ပြတ်တဲ့ចောင်းသားပဲဖြစ်ဖြစ်ကျောင်းသားရင်သားမခွဲခြားပဲနဲ့အရေးယူသင့်တဲ့လူအရေးယူသင့်ပါနောက်ဆုံးမိတ် မလိမ္မာတခါမိုက်စမြေပါဒီနေ့ကျောင်းသားလူငယ်တွေနှုတ်နေပါအတွေ့အကြုံမရင်ချက်ပါဒါကြောင့်ဒီချိန်တကမာရွတ်မှုကိုသဘောထားကြီးစွာနဲ့ခွင့်လွှတ်ဖို့လေလို့ပါမလျှော့မတိကြောင်းစောင်းကြိုးညင်းလို့အုပ်ချုပ်ဖို့လို့ပါလူတွေကိုကြောင်းရိုက်နဲ့ထိုးခုတ်တပ်ဖြတ်အဲ့ဒီအုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ကမတိမြဲပါရှိပါအမေရိကန်နိုင်ငံမှာ လူစုလူဝေးကိုဖြုတ်ခွဲတာကံကြက်ကကားတွေပါအသုံးပြုတာဒါကျွန်တော်တို့လည်းသိနေပါဒါပေမဲ့အခုလိုနံပါတ်ထုတ်တင်တဲ့လူတယောက်ကိုလင်းသား6ယောက်ရဲတွေကဝိုင်းရိုက်တာမလုပ်သင့်အချားနီးနဲ့ဆောင်ရွက်သင့်ဒါကြောင့်မလို့နောက်ဆုံးပြောကြလို့လာတော့အောက်ချုပ်သူဘက်ကပဲဖြစ်ဖြစ်ကျောင်းသားဘက်ကဖြစ်ဖြစ်ပြည်သူဘက်ကဖြစ်ဖြစ်ဥပဒေကို သိအောင်လုပ်ကြပါဥပဒေတွေကိုကြကြမကြကြလေးစားနိုင်တာအားလုံးဒီဥပဒေပေါင်းတဲ့ကဆောင်ရွက်ချင်းသည်အနေကင်းမှဥပဒေပေါင်းတဲ့မှာနေထိုင်ချင်းသည်အနေကင်းမှခုနလိုဖြိုခွဲတဲ့နေရာမှာငါတို့မှအာဏာရှိတယ်ဆိုပြီးတို့လောက်ချင်တိုင်းတော့မလုပ်သင့်ဘူးအဲ့လိုလုပ်ရင်ရဲတပ်ဖွဲ့နဲ့ပြည်သူနဲ့ကြားမှာ ဘယ်လိုမှစီလုံးညီညွတ်မှုနောက်လက်ချင်းတွဲဖို့မရတော့တောင်းတောင်းအမြင်ဆောင်ပြီးရန်သူတွေဖြစ်လာအဲ့လိုအမြင်ဆောင်နိုင်ဘာမဲလို့လို့အကောင်းမမြင်တော့တပတ်ကိုလည်းအကောင်းမမြင်အညူအသေးတွေကမြန်မာနိုင်ငံရဲ့စီလုံးညီညွတ်မှုပြိုကွဲသွားနိုင်ဒါကြောင့်လက်နက်ကိုင်ဖွဲ့စည်းရတဲ့ကိုတာကိုလုံမို့တာဝန်ယူရပါပြည်သူတွေဘက်ကလည်းငါတို့ ပြင်ပြောက်စေအရှိဥပဒေတွေပြင်ရင်လမ်းမပေါ်မှာပြင်လို့မရဘူးနေဘူးထဲမှာအစံကံပြင်လို့မရသူ့နီလန်တိုင်းလွတ်တော်ထဲမှာသွားတရားရုံးကတင်းမီဒီယာကပြင်ပြကိုရင်သွားရောက်တွေ့ဆုံတဲ့နီးနဲ့ဖြစ်ရှင်းမှာတပတ်ကစောင်းရက်တာနီလန်မှနေဒါကြောင့်ဥပဒေအကောက်ွယ်ကိုလိုချင်တဲ့ပြည်သူအလုံးတာဝန်ရှိသူ အားလုံးသည်မိမိကိုယ်တိုင် အပြစ်ကင်းအောင်ကြိုးပမ်းကြပါလို့ပြောကြလို့ဟုတ်ကဲ့ဆရာအခုလိုပဲပြည့်ပြည့်စုံဖြေချပေးတဲ့အတွက်ဆရာကိုထူးပဲကျေးဇူးတင်ပါတယ်ဆရာကျွန်တော်လည်းကျေးဇူးတင်ပါတယ်